Hello ဒီနေ့မှာတော့ကျွန်တော်ဗီဒီယိုရဲ့ comment အောက်မှာအမေးအများဆုံးမေးခွန်းတွေကိုဖြေပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံကဖွင့်ထားတဲ့ဂျီမေးနဲ့ YouTube channel ထောင်ပြီးငွေရှာလို့ရတာမြန်မာနိုင်ငံကဖွင့်ဝင်ဘယ်နိုင်ငံကမဆိုဖွင့်ထားတဲ့ဂျီမေးနဲ့ YouTube channel ထောင်လို့ရပါတယ်ဒီနေရာမှာဂျီမေးရဲ့ location ကအဓိကအရေးမကြီးပါဘူး YouTube channel ရဲ့ location ကတော့အရေးကြီးတာပါ ကိုယ့် YouTube channel ရဲ့ location ကမြန်မာဖြစ်နေမယ်ဆိုရင်တော့ monetization ရှောက်ဖို့လိုအပ်တဲ့ subscriber 1000နဲ့ watch hour 4000သွားကြည့်တဲ့နေရာမှာတော့အခုလိုမျိုးပေါ်နေမှာဖြစ်ပါတယ်။အဲ့ဒီအခါမှာ YouTube ကနေ monetization ရှောက်ဖို့တရားဝင်ခွင့်ပြုထားတဲ့နိုင်ငံတစ်ခုကိုကျွန်တော်တို့ location ချိန်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါဘယ်လိုမျိုးချိန်ရမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးမယ်။ YouTube setting တွေကိုသွား channel ကိုဝင်လိုက်ရင်အောက်ဆုံးနားမှာ location ဆိုတာရှိတယ်ကျွန်တော် channel ကတော့ Thailand ပြနေပါတော့အဲ့ဒီနေရာမှာမြန်မာဖြစ်နေတယ်ဆိုရင် ကိုပြောင်းကျင်တဲ့နိုင်ငံနိုင်ငံရွေးလိုက်ပါ YouTube Short ကနေရောပတ်စံရလားကိုရဲ့ YouTube Channel က Monetization အောင်ဝါပြီဆိုရင် Video တင်တင်မြတ်ပတ်စံရပါတယ် YouTube Short ကနေလည်းရတယ်ကျွန်တော်ပုံမှန်အခုလိုမျိုး Video တင်နေတာကနေလည်းရတယ်ဒါပေမဲ့ YouTube Short ကရတဲ့ဝင်ငွေကတော်တော်လေးကိုနည်းပါတယ်ဘရိုရေကျွန်တော် YouTube channel ကိုအမှန်ကြေလေးရအောင်ဘယ်လိုလုပ်ရမှန်းမသိလို့ပြောပြပေးပါလား Facebook မှာဆိုရင်အမှန်ကြေကပတ်စံပေးပြီးတော့ဝယ်လို့ရတယ် YouTube မှာတော့အမှန်ကြေရကျင်နေဆိုရင်တော့ငွေပေးပြီးတော့ဝယ်လို့မရပါဘူးကိုယ့်ရဲ့ YouTube channel က subscriber 300 100k ရှိမှသာ YouTube channel ရဲ့ဘေးနားမှာအမှန်ကြေလေးကိုရှောက်လို့ရမှာပါနော်ဘယ်လိုရှောက်အောင်လဲဆိုတော့ကိုယ့်ရဲ့ channel မှာ subscriber 300ပြည့်ပြီဆိုရင် Google မှာ apply YouTube verification mark လို့ရှာပြီးတော့ရှောက်လို့ရပါတယ် အဲ့မှာကိုယ့်ရဲ့နာမည် channel နာမည်နဲ့ဒလကူပါပဲအဲ့ဒါဖြည့်ပြီးတော့ submit နဲ့လိုက်ရင်ကျွန်တော်ဒလကူရှောက်လို့ရပြီအဲ့ဒီအခါမှာ YouTube ကကိုယ့်ရဲ့ channel ကသူတို့ရဲ့စီကံချက်နဲ့ကိုက်ညီမညီ YouTube ကနေစစ်ဆေးပြီးတော့24နာရီတင် ကိုယ့်ရဲ့ channel နာမည်ရဲ့ဘေးနားမှာ verification မှတ်အမှန်ကြီးလေးပေါ်လာမှာဖြစ်ပါတယ်ကိုယ့်ရဲ့ channel ကရမရဆိုတာကတော့ YouTube ကနေပြီးတော့စွန့်ပစ်တာပါ YouTube မှာ video အတုံးနဲ့ video ရှိပါတင်နေတယ် အဲ့ဒီအကြောင်းအရာကိုကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်နဲ့တီးတန့်ပြောထားတာရှိတယ်။ဒီပေါ်လေးမှာ link လေးတွဲပေးလိုက်မယ်။အဲ့ဒီဗီဒီယိုလေးကိုတွားပြီးတော့ကြည့်လိုက်ပါ။ရုံမပြပဲကော YouTube channel လောက်လို့ရလား။ရပါတယ်။ရုံမပြပဲနဲ့လောက်ထားတဲ့ YouTube channel တွေအများကြီးရှိပါတယ်။ဥပမာဒီစာဖတ်ပြရတဲ့စာအုပ် channel တွေပါရဆိုရင်ဒါရုံမပြအောင်အတန်းနဲ့ပဲတွားပါလား။တချို့ channel တွေဥပမာဟင်းချက်ပြတဲ့ channel တွေဆိုရင်ဟင်းချက်တာကိုလက်ပဲပါတယ်ရိုက်ပြထားတယ်အနောက်ကစကားတော့မပြောထားဘူးဘာပစ္စည်းထည့်လိုက်တယ်ဘယ်နေရာမှာဘာလုပ်လိုက်လဲဆိုတာလေးကိုစာလေးရေးပဲထိုးထားတယ် အနောက်ကကျွန်တော်တချင်းလေးနဲ့ပဲသွားတာပါနော်အဲ့လိုမျိုးရုပ်လည်းမပြအတန်လည်းမပြဘဲနဲ့လဲ channel တွေလုတ်ပြီးတော့ YouTube မှာပတ်စံရှာလို့ရပါတယ်ရုပ်မပြဘဲနဲ့လွတ်လွတ်ရတဲ့တခြား channel idea တွေလည်းအများကြီးရှိသေးတယ်တချင်းနဲ့ဆိုရင်တော့ဒီ video ရဲ့ comment အောက်မှာရေးပေးပါကျွန်တော် video တက်တက်တည်တက်လုပ်ပေးမယ်ပေါ့နော်ဂျီမေးတခုတည်းနဲ့ channel တွေအများကြီးလုတ်လို့ရလားဘာလို့ဂျီမေးတခုတည်းနဲ့ channel တွေအများကြီးလုတ်ချင်တာလဲဂျီမေးဆိုတာကအခုအချိန်မှာလွယ်လွယ်ကူကူဖွင့်လို့ရနေတဲ့ဂျီမေးလေ နံပါတ်တချို့ကျတော့လည်းဂျီမေးတွေအများကြီးမသုံးကျင်လို့ဂျီမေးတစ်ခုလည်းနဲ့ channel 3-4ခုကင်ထားကျင်လို့အဲ့လိုလူမျိုးတွေရှိတာပေါ့ဒါပေမဲ့တခုစဉ်းစားကြည့်အောင်ကိုယ့်ရဲ့ channel တစ်ခုကအဲ့ဒါဖြစ်သွားတယ်ဒါမှမဟုတ်တခု monetization ကျသွားတယ်အကြောင်းမျိုးမျိုးကြောင့်ပြတ်သွားတယ်ဆိုရင်ကိုကဒီဂျီမေးတစ်ခုလည်းနဲ့ channel တွေအများကြီးဖွင့်လာတာဖြစ်တဲ့အတွက်တခြား channel တွေမှာတွားပြီးတော့ထိခတ်နေတယ်နောက်တစ်ခုဘာရှိနိုင်လဲဆိုတော့ channel အဟက်ခံတာ channel တစ်ခုအဟက်ခံပြီဆိုရင် gmail ကပါသွားမှာဖြစ်တဲ့အတွက်အဲ့ gmail နဲ့ဖွင့်နိုင်မယ့် channel တွေအကုန်လုံးပါသွားမှာ အဲ့လိုမျိုးအဖြစ်ပြက်လေးတော့ရှိတယ်ဗောနော်ကိုကဒါ Gmail တခု channel တခုဖွင့်လာမယ်ဆိုရင် channel တခုပြဿနာတက်တယ်ဆိုရင်ဒီ Gmail နဲ့ဒီ channel ပဲသွားမှာတခြား channel တွေထိခိုက်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ recommend ပေးရမယ်ဆိုရင် channel တခု Gmail တခုဖွင့်လာကတော့အကောင်းဆုံးပါအဲ့ဒီ Gmail ကိုလည်းတီးတန့်ထားဗောနော်အဲ့ဒီ Gmail ကိုလည်းတခြားဖူပန်နာတွေရှောက်ချိတ်တာတို့မိုဘိုင်းလေကြံရှောက်ချိတ်တာတွေ Facebook account ရှောက်ဖွင့်တာတွေမလုပ်လဲဗောနော်ကိုယ့်ရဲ့ channel အတွက်တီးတန့် Gmail လေးကိုထားပြီးတော့သုံးတာအကောင်းဆုံးပါပဲ အဲ့ဒီခါခုနကပြောသလိုဟက်ခံတာတွေတခြားဒီပြဿနာတခုခုဖြစ်တဲ့အခါကျရင်ပြန်ပြီးလိုက်ရတာပို့ပြီးတော့လွယ်တယ်ပေါ့နော်ဗီဒီယိုတပုတ်ထဲကို YouTube မှာက Facebook TikTok အကောင့်တင်လို့ရတာရပါတယ်ကိုဖန်ဒီထားတဲ့ဗီဒီယိုဒါအမှန်ကန်တယ်ဆိုရင် Facebook မှာရော YouTube မှာရော TikTok မှာရောရပါရှိတယ်တင်စရာကြာတင်လို့ရတဲ့နေရာမှန်တယ်များမှာအကုန်လျှောက်တင်လို့ရပါတယ် YouTube နဲ့ Facebook ဘာလို့တင်လဲနှစ်ခုလုံးလုံးနိုင်နေဆိုရင်တော့ပူကောင်းတာပေါ့နှစ်ခုလုံးရှိရနေပတ်စံရတယ် ကျွန်တော်ကတော့ Facebook ကမလုပ်ဘူးပေါ့ကျွန်တော် Facebook မှာ video တွေမတင်ဘူးကျွန်တော် YouTube မှာပဲ video တွေတင်တယ် TikTok မှာ video တွေတင်တယ် Facebook မှာကျွန်တော်ဘာလို့ video မတင်တာလဲဆိုတော့ကျွန်တော်အဲ့ရလဲ video တက်တက်လုပ်ထားတာရှိတယ်ထင်တယ်ဘာကြောင့်မတင်တာလဲဆိုတော့ Facebook ကနည်းနည်းအာရုံနောက်တယ်နည်းနည်းမို့တော်တော်ကြီးကိုအာရုံနောက်တာမကြိုက်ဘူးကျွန်တော် မကြိုက်တော့မတက်ဘူး YouTube မှာ channel တစ်ခုထောင်ပြီးတော့ video တစ်ပုဒ်တည်းကိုတင်လို့ရလားနည်းနည်းတော့စားရနော် YouTube မှာ channel တစ်ခုထောင်ပြီးတော့ video ဘာလို့တင်မှာဒီ channel အတွက် video တစ်ပုဒ်ပဲတင်လေ ဘာလို့နောက်တဲ့ channel မှာ DPT ကိုသွားတင်နေတာတင်လို့မရအောင်မို့ရရပါတယ်ကို channel ဖြစ်တဲ့ဆိုရင်ဖိတ်စားမရှိဘူးတင်လို့ရတယ်ဒါပေမဲ့ဗီဒီယိုကြီးတစ်ခုလုံးအတူတူတင်မဲ့အစားဒီဘက် channel မှာဗီဒီယိုအရှိတင်နေဆိုရင်နောက် channel တစ်ခုမှာအဲ့ဒီဗီဒီယိုရဲ့ဒီ short form လေးပေါ့နော်ဥမာဟိုဘက်ဗီဒီယိုမှာနိုင်ခွက်စာဆိုဒီဘက်မှာ7မိနစ်စာလေးကိုကျွန်တော်ပြန် edit လုပ်ပြီးတော့ပြန်တင်တာ ratio တွေပြောင်းပြန်လုပ်တာတော့ပို့ပြီးတော့ကောင်းတယ်ဒီဘက် channel မှာအရှိကြည့်ရင်ဒီဘက် channel မှာကြည့်ပေါ့အဲ့ချိန်မရတဲ့လူတွေကဟိုဘက် channel သွားကြည့်အဲ့လိုလေးတော့ လုပ်လို့ရတယ်။လွန်ခဲ့တဲ့တနေ့လောက်ကဖွင့်ထားတဲ့ channel ကိုအခုမှပြန်တင်လို့ရသေးလား။တနေ့အတွင်း watch hour 4000မပြည့်ရင်ရောနောက်နေ့ဆိုရင်အစကပြန်စရမှာလား။သူမေးထားတာကမေးခွန်းနှစ်ခုပေါ့နော်။အဲ့တော့ကျွန်တော်ပထမဆုံးမေးခွန်းကိုဖြေရမယ်ဆိုရင်သူက YouTube channel ကအရင်တနေ့ကဖွင့်ထားတာအဲ့ဒါကိုအခုမှပြန်တင်လို့ရသေးလားဆိုတော့ကိုယ့်ရဲ့ channel အနေထားပေါ်ငိုတီးတယ်။ကိုကလွန်ခဲ့တဲ့နှစ်တုန်းက channel ကိုတိကျလုပ်ခဲ့တယ် subscriber ကလည်းထားပေါင်း900တထောင်အသင့်သင့်ရှိတယ်ဗောနော ပြီးတော့ sorry ပြီးတော့ဗီဒီယိုတွေကလည်းကျွန်တော်တင်ထားတယ်ပေါ့နော်တိကျချင်းလုပ်ပြီးတင်ထားတယ်ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဆက်မလုပ်ဖြစ်ဘူးဝက်ရှာပါနေတွေကလည်းဒီတစ်ထောင်နှစ်ထောင်တော့ဝင်းကျင်ရှိနေပြီဆိုရင်တော့အဲ့ဒီဗီဒီယိုအဲ့ဒီ channel လေးကိုပြန်ပြီးတော့လုပ်လို့ရတယ်ကျွန်တော်ပြန်ပြီးတော့ဆက်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ channel ကအရင်နှစ်ကတည်းကဒီ channel ပဲကျွန်တော်ထောင်ထားတာအခွင့်အရေးပဲနာမည်လေးတက်မယ်လိုကိုလေးချိန်းတယ်ဒီတော့ပဲလုပ်ထားတဲ့ channel ဆိုရင်တော့ပြန်ပြီးတော့အသစ်ဖွင့်ပြန်ဆက်လိုက်တာပိုကောင်းတယ် ဘာဖြစ်လဲဆိုတော့ဘာမှမမောစရာမရှိဘူးလေဆိုတော့လွန်ခဲ့တဲ့နှစ်ကဖွင့်ထားတဲ့ channel ကိုပြန်သုံးသိမသုံးသိဆိုတော့ကျွန်တော်ခုနကပြောတဲ့အချက်တွေပေါ်မူတည်ပြီးတော့စဉ်းစားလိုက်ပေါ့ဒုတိယအချက်နေနဲ့အဲ့ဒီ channel အဟောင်းကပေါ့နော်ရထားတဲ့ watch hour တွေကတစ်နှစ်နေရင်အစနေပြန်ဆက်ရမှာလားတော်တော်များများလဲအဲ့ဒီမှာအမှတ်မှားကြတာရှိတယ်ကျွန်တော်တို့ subscriber 1000နဲ့ watch hour 4000ဆိုရင်အဲ့ဒီ4000မှာတစ်နှစ်တွင်းပြည့်ရမှာပေါ့နော်တစ်နှစ်တွင်းမပြည့်ဘူးဆိုရင်တချို့က0ကပြန်ဆက်မှာလားဆိုပြီးတော့ထင်တတ်ကြတယ်မဟုတ်ပါဘူး0ကနေပြန်ပြီးတော့မဆက်ပါဘူး ဆိုကြပါစို့ကျွန်တော်တို့ကအခုဥမာပေးရမယ်ဆိုရင်ဖေဖော်ဝါရီလ၃ရက်နေ့ကနေပြီးတော့ကျွန်တော် channel စဖွင့်တယ်ဗီဒီယိုစတင်တယ်ပေါ့နော်အဲ့ရစပြီးတော့ကျွန်တော်ဗီဒီယိုတင်လိုက်တာတင်လိုက်တာနောက်တစ်နှစ်ဖေဖော်ဝါရီလ၃ရက်နေ့ရောက်တဲ့အခါတချို့တွေထင်ကြတာ voice hour 0ပြန်ဖြစ်ပြီးတော့အဲ့ဒီ၃ရက်နေ့ကနေပြီးတော့တက်ကနေပြန်စရလို့ထင်ကြတာတကယ်တမ်းတော့အဲ့လိုမဟုတ်ဘူးကိုက2024ဖေဖော်ဝါရီ3ရက်နေ့ကဖွင့်ထားတယ်ဗီဒီယိုစတင်နေဆိုရင်အဲ့ဒီရရထားတဲ့ watch hour 9နာရီရှိရှိ2နာရီရှိရှိ3နာရီရှိအဲ့ဒီဟာကိုပဲ तू ကနှုတ်သွားမှာအဲ့ဒါကြောင့်မလို့0ကနေပြီးတော့ပြင်မစပါဘူးဆိုတော့ကျွန်တော်ကိုမေးထားတဲ့မေးခွန်းလေးတွေကတော့ဒီလောက်ပါပဲအရှိရဗီဒီယိုလေးမှာလည်းကျွန်တော်မေးခွန်းလေးတွေဖြေထားတာရှိတယ်အဲ့ဒီဗီဒီယိုလေးတွေကိုမကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ channel ထဲမှာဝင်ရောက် share ဖွေမှွေနှောက်ပြီးတော့ကြည့်လို့ရပါတယ်တခြားထက်သေးကျင်တာများရှိတယ်ဆိုရင်လည်းကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာမေးထားခဲ့လို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေနဲ့ပြန်ပြီးတော့ဖြေပေးပါမယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ ခုထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်